တရုတ်ပြည်မကြီးကဒုတိယနှစ်စီးရေးလေ့ကျင့်မှုကို AB နှစ်ရက်ကလှုပ်ဆောင်ခဲ့ပြီးတရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုတွေအချိန်မြင့်လာကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက AB သုံးရံမှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ကျွန်းရဲ့အနီးတစ်ဝိုက်မှာတရုတ်ရဲ့စစ်လေယာဉ်96စင်းနဲ့စစ်သည်မော23စင်းကိုထောင်လန်းတွေ့ရှိခဲ့တယ်လို့ထိုင်ဝမ်ကထုတ်ပြန်ထားပါဗျ။အဲ့ဒီစီးရေးလေ့ကျင့်မှုဟာပြီးခဲ့တဲ့နှစ်သမရရွေးကောက်ပွဲကအနိုင်ရခဲ့တဲ့ထိုင်ဝမ်သမရလိုင်းချင်တေရဲ့ဇန်ဆာမှုတွေကိုတုံ့ပြန်ခြင်းဖြစ်ကြောင်းတရုတ်ပြည်မကြီးကပြောကြားခဲ့ပါတယ်။တရုတ်စစ်တပ်ကတော့ Straight Thunder 2020 35A လို့အမည်ပေးထားတဲ့စီးရီးလေးကျင်းမှုကို AB တရက်နဲ့နှစ်ရက်မှာထိုင်ဝမ်ရေလက်ကြားရဲ့အလဲပိုင်းနဲ့တောင်ပိုင်းရေပြင်တွေအရှေ့တရုတ်ပင်လယ်တို့မှာပြုလုပ်ခဲ့တာဖြစ်ပြီးဒီအစ်စ်တွေကိုလည်းအသုံးပြုခဲ့ကြောင်းကြေညာခဲ့ပါတယ်။ထိုင်ဝမ်ခေါင်းဆောင်အနေနဲ့တရုတ်လက်အောက်မှာလွတ်လပ်ရေးရယူဖို့အထောက်ကျိုးပန်းမှုတွေကိုမရက်တန့်မချင်းထိုင်ဝမ်ကိုအပြစ်ပေးမှုဟာရက်တန့်သွားမှာမဟုတ်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတတိပေးခဲ့ပါတယ်။ပြီးခဲ့တဲ့24နှစ်အတွင်းတရုတ်စစ်တပ်ရဲ့စစ်လေရင်အရေးအတွက်ဟာရခိုင်နည်းနဲ့နိုင်ရှင်ပါကအရေးအတွက်ရောကြသွားပေမဲ့လေရေတက်တင်မော့အရေးအတွက်ဟာ ပုံမှုများပြလာကြောင်းတွေ့ရှိခဲ့တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက AB 3ရက်မှာထုတ်ပြန်ခဲ့ပါတယ်။စစ်လက်ရင်ဆက်ရှိစဉ်ဟာထိုင်ဝမ်ရေးလက်ကျရဲ့အလဲစီးကိုဖျက်ဆီးခဲ့ကြောင်းလဲထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်သမ္မတလိုင်းချင်တေကတရုတ်ကိုရန်လိုသည့် ပြင်ပအင်အားစုလို့ခေါ်ဆိုခဲ့ပြီးနောက်တလားမပြည့်မီအချိန်အတွင်းမှာတရုတ်ကစီးရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်ရဲ့စီးရေးလေ့ကျင့်မှုတွေဟာအမေရိကန်၊ဂျပန်၊ဥရောပသမ္မတကနဲ့ပြူတင်တို့ကိုလည်းစိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။